င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်မ DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စကိုင်းတိုင်ဝက်လက်မြွနဲ့အထဲကိုပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစပြီးစစ်တပ်ကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးနေလို့ဒေသခံ1000ကျော်ဟာနေရွှန့်ခွာထွက်ပြေးနေရပြီးစာနာရိတ်ခါတွေအေးပေါ်လိုအပ်နေတယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေကပြောပါရတယ်။ အခုလိုစစ်ကြောင်းထိုးလို့ရွှေဘုံနဲ့ဝက်လက်ကြားတဲ့ကကျေးရွာတွေအပြင်ရွာပေါင်း20ကျော်ကပြည်သူ2000ကျော်လောက်စစ်ဘေးတိမ်းရှောင်နေကြရက10ရက်ကျော်ရှိနေပြီဖြစ်ပြီးအများစုက ဖြစ်တယ်လို့စစ်ဘေးရှောင်နေကြရကစာနာရခအေးပေါ်လိုအပ်နေတယ်လို့ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ လက်ရှိစစ်တပ်ကစစ်ကြောင်း၄ကြောင်းနဲ့ထိုးနေပြီးစစ်ကြောင်းတစ်ခုမှအင်အား120လောက်ရှိကဝက်လက်နဲ့အနောက်ချန်ကရွာတွေဖြစ်တဲ့ရွှေဘိုမန္တလေးကားလက်တလျှောက်ကရွာတွေအလုံးနီးပါးစစ်ပေးရှောင်နေကြရတယ်လို့ဆိုရတယ်။စစ်တပ်ကစစ်ပေးရှောင်တွေရဲ့ရွာတွေကိုမိရှို့ဖျက်ဆီးတာတွေရှိသလိုထိတွေ့တိုက်ပွဲတွေကလည်းဇက်တိုက်ဖြစ်နေဆဲဖြစ်ပြီးတိုက်ပွဲအသေးစိတ်ကိုနောက်ပိုင်းမှထုတ်ပြန်ပေးမယ်လို့ဝက်လက်မြို့နယ်ပါကဖပြန်ကြားရေးတာဝန်ခံကိုအလင်းရောင်က DPP ကိုပြောပါရတယ်။ အနာသိစစ်တပ်ကနိုဝင်ဘာလ9ရက်နေ့ကစပြီးဝက်လက်မြို့နယ်ထဲကိုအင်အားလုံးရင်းနဲ့မြေပြင်စစ်ကြောင်းထိုးနေတယ်လို့လေကြောင်းကနေလည်းဗုံးကျဲတက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကသတင်းသိရပါတယ်ရှင်။အနာသိမြန်မာစစ်တပ်ဟာတရုတ်စီကဝယ်တဲ့ Y8 F200 W20 နဲ့ရုရှားစီကဝယ်တဲ့ MI38 သုံးစီးကို တက်တော်ဝင်ကြောင်းနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်စစ်တပ်ကဗားကြောင့်လေတပ်အင်အားကိုအရေးတကြီးဖြစ်တင်နေတာပါလေစိုးသူအောင်တင်ဆက်ထားပါတယ်ရှင်မြန်မာစစ်ကောင်မရှင်တပ်ဟာတရုတ်နိုင်ငံထုတ်အလက်စာတည်ယူပို့ဆောင်ရေးလေယာဉ်ဝိုင်းနှစ်စင်းနဲ့မြန်မာနိုင်ငံမှာမရှိသေးတဲ့ရုရှားထုတ် MI-38 ရဟင်3စီးစစ်စုပေါင်း5စင်းကိုအသစ်ထုတ်ပြလာပါတယ်နိုဝင်ဘာ9ရက်နေ့ကနေပြီးတော့လီတက်စကန်မှာ အဲ့ဒီလေရင်နဲ့ရဟန်၅စီးကိုတက်တော်ဝင်ခဲ့တာဖြစ်ပြီးအာနာသိန်းစစ်ကောင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုရိုင်တက်ရောက်ခဲ့ပါတယ်။စစ်ကော်မရှင်တပ်ကကွန်ကြားစရိတ်တပ်တာတဲ့ Giant Copter Paramotory Drone တွေနဲ့ဘုံကျဲလို့ရပြီမဲ့ဘာကြောင့်လေသက်အင်အားကိုဖြည့်သိမ်းနေရလဲဆိုတာကိုကိုစီရကအခုလိုပြောပြပါဗျာ။ ဒီတိုက်ခိုက်ရေးမှာ drone တွေအရင်အသုံးလာတာအောင်မြင်နေဆိုပေမဲ့လည်းဒီရိတ်ခါပို့ဆောင်ရေးတွေလူအရွှေပြောင်းနေမှာ drone တွေနဲ့လုပ်လို့မရဘူးဒီလင်းနေနဲ့လုပ်ရတာပေါ့နော်ဒီပြီးခဲ့တဲ့တက်တုံညာနှစ်ခုမှာတက်ကလုံးဝပြတ်လွန်နေပါဖြစ်တယ်ကြလွန်နေပါတချို့မျိုးတွေလုံးဝကြတော့မဲ့အခြေတချို့စကန်းတွေရိတ်ခါခဲရန်မပို့နိုင်ကြတော့မဲ့ဆိုတဲ့အခြေအနေတွေမှာဒီလင်းရင်တွေချောက်မဲ့တို့အသက်ဆက်နိုင်ခဲ့တာပေါ့နော်ဒါကြောင့်မလို့တို့ကလေတက်ကိုလေတက်ခဲအားသာချက်ကိုတို့သိတယ်သိတဲ့အတွက်လေတက်ကိုပို့ပြီးတော့ဟိုဘက်အင်အားဖြည့်တာပါပေါ့နော် အခုဆိုရင် အသစ်ဖြည့်သင်းလိုက်တဲ့ Y8 F200W နဲ့ MI38 တွေကဘလို့အသုံးဝင်နိုင်တာပါလဲ။ Y8 တေယူပို့ဆောင်ရင်လေရင်ကိုတော့တရုတ်နိုင်ငံကထုတ်လုပ်ပြီးလေရင်ပြေးလည်ကောက်ကောက်မရှိတဲ့နေရာတွေမှာပါစဉ်သက်ပြန်တန်းနိုင်ပါတယ်။အင်ဂျင်လေးလုံးတက်လေရင်ဖြစ်ပြီးတော့ပြင်းပြအားဖြင့်တနာယီကို950ကီလိုမီတာကုန်လေးချိန်20တန်ဝင်းကျင်နဲ့စစ်သားအနေနဲ့ဆိုရင်တော့အယောက်100ကျော်အထိတင်ဆောင်နိုင်ပါတယ်။မျိုးကွဲပေါင်း30နီးပါးရှိတဲ့ Y8 တွေဟာ လုံခြုံစိတ်ချရမှုအပိုင်းမှာအားနည်းချက်တွေရှိတယ်လို့နိုင်ငံတကာလေကြောင်းကျွမ်းကျင်သူတွေကဝေဖန်ထားတယ်လို့2018ခုနှစ်မှာဒဇင်းပြတ်ကျ2019နဲ့2024ခုနှစ်တွေမှာပြေးလန်းချော်တဲ့ဖြစ်စဉ်တွေရှိခဲ့ပူပါတယ်။တန်ဖိုးအနေနဲ့ကတော့ Y ဒဇင်းကို American Dollar 10တန်းကနေတန်း40အတွင်းရှိနိုင်ပြီးရုရှားနိုင်ငံထုတ် MI 38 3000ပေါင်တန်ဖိုးကတော့ Euro တန်း60ဝန်းကျင်ဖြစ်တယ်လို့သိရပါတယ်။ အမိုင်းတတိအိတ်ကတော့မြမစစ်တပ်မှာမရှိသေးပဲအခုမှပထမဆုံးရောက်လာတဲ့ရဟန်းရင်တွေဖြစ်ကအကြမ်းဖက်အနေနဲ့ဆိုရင်အမိုင်းဆမ်တင်းထက်နှစ်ဆပို့ပြီးတော့တည်ယူပြန်တန်းနိုင်တဲ့အကြောင်းစီရင်အရာရှိတွေကပြောကြပါတယ်နောက်တစ်ခုကကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီနွေဦးကာလမှာပေါ့နော်ပြစ်ချနိုင်ခဲ့တဲ့ရဟန်းရင်တွေလေးရင်တွေအစီး20လောက်မှာယာနှုံးအဖြစ်ဆိုရင်ဒီတည်ယူပို့ဆောင်ရေးလေးရင်ဒီပြက်ကျသွားတဲ့ယာနှုံးကလည်းထက်ဝက်လောက်ရှိတယ် ဲ့တော့သူတို့အလင်းစလိုလိုနေတာအခုနောက်ပိုင်းမှာဒီဒီတိမ်ဖို့ဆောင်လေးပေါ့နော် transportation ကဏ္ဍအဲပြီးရင်သူတို့အခုနောက်ပိုင်းပေါ့နော်စစ်တီတွေညီးသွားလေးရှိတဲ့ချင်းညာတော်ကြီးနဲ့သွားရတယ်ဟိုရွှေဒီရွှေရတယ်ရိတ်ခါတွေထမ်းရတယ်ခဲရန်တွေထမ်းရတယ်ဆိုတော့အနေထားသူတို့တိုက်ဆက်ကိုအဟံအတားဖြစ်စီတယ်ဒါကြောင့်သူတို့ဒီတည်ယူဖို့ဆောင်ရေးပေါ့နော်တည်ယူဖို့ဆောင်ရေးဟာကိုသူတို့ညံ့ညံ့ဆန်းဆန်းလှုပ်ချင်တဲ့သဘောမြန်မာနိုင်ငံအနှံ့ကတချို့နေရာတွေမှာ PDF နဲ့တိုင်းသားလက်နက်ကိုင်တွေကပိတ်ဆို့ထားစေမျိုးတွေရှိတာကြောင့် အာနာသိန်းစစ်တပ်ကသူတို့အတွက်အသာစီးရမယ်လေရင်တွေကိုဖြစ်တင်းနေတာလို့ MDS ဆိုင်ရဲ့တာဝန်ရှိသူကလည်းထောက်ပြပါဗျ။အခုလိုမျိုးစစ်တပ်ကလေကြောင်းအင်အားဖြစ်တင်းနေချိန်တော်လိုင်းတက်တီဘက်က လေကြောင်းရံကိုမကာကွယ်နိုင်သေးတဲ့အာဏာချက်ကြောင့်ထိန်းချုပ်ထားတဲ့မျိုးတွေကိုရေရှည်ဆက်ပြီးထိန်းဖို့ခက်ခဲတဲ့အခြေအနေတွေဖြစ်လာနိုင်တဲ့အကြောင်းလီဒါစီရီယန်တွေစီကသိရပါဗျ။တစ်ဖက်မှာလည်းဆက်အာဏာသိမ်းပြီးနောက်ပိုင်းပြက်ကြပြစ်ချခံရတဲ့ စစ်လျင်နဲ့ရဟင်အစင်း20ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက2025ခုနှစ်စက်တင်ဘာ9ရက်မှာထုတ်ပြန်ထားပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ကပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်မှာစစ်ကောင်စီကလေရတားရေပြင်ဝေဟင်ရေအောက်လက်ကျင်ကန်တွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေစမ်းသပ်လက်ကျင်သွားမယ်လို့စစ်တပ်ကထုတ်ပြန်ထားပါတယ် အဲ့ဒီလေ့ကျင့်မှုတွေကိုနိုဝင်ဘာ10ရက်ကနေနိုဝင်ဘာလ14ရက်အထိ ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာပြုလုပ်သွားမှာဖြစ်ပြီးလေ့ကျင့်ခန်း area အဖြစ် point A B C D ခွဲထားကလေကြောင်းနဲ့ရေကြောင်းကိုလည်းသတိပေးချက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။နိုဝင်ဘာလ3ရက်ကလေးကချစ်ကြည်ရဲ့တနက်ပြေပြန်ပွဲခေါင်းစဉ်နဲ့ရုရှားစစ်တပ်ကဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင်အဖွဲ့ဝင်တွေဟာပြည်ဦးလွင်နဲ့ပတ်ထူတက်မှရောက်နေတာလို့စစ်ရေးသတင်းမြစ်တယောက်ကပြောပါရယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့လက်ချက်ငန် area အဖြစ် point A မြောက်လက်တီကျူ72 degree ီ52မိနစ်အရှိလောင်ကြည်ကျူ66ဒီဂရီ40မိနစ်ပွိုက်ဘီမြောက်လက်တီကျူ72ဒီဂရီ52မိနစ်အရှိလောင်ကြည်ကျူ69ဒီဂရီ40မိနစ်ပွိုက်စီမြောက်လက်တီကျူ71ဒီဂရီ52မိနစ်အရှိလောင်ကြည်ကျူ69ဒီဂရီ40မိနစ်ပွိုက်ဒီမြောက်လက်တီကျူ71ဒီဂရီ50မိနစ်အရှိလောင်ကြည်ကျူ96ဒီဂရီ40မိနစ်စားတဲ့ coordinates အမှတ်တွေဆက်ဆွဲထားတဲ့ area အဖြစ်သတ်မှတ်ထားပါရစေ အဲ့ဒီ area မှာငားမိုက်ပတ်လေကိုတင်မော့ကြီးငယ်ကုန်တင်ဆက်လေငားဖန်တင်မော့ဆက်တက်တမန်တွေ ဖြတ်တန်းသွားလာတာကြောက်ချရနာတာငားဖန်နာနဲ့ငားဖန်ကရိယာတွေမချထားဖို့နဲ့လေရင်ဟဲ့ရင်တွေရဲ့အမြင့်ပေ1500အောက်ဖြတ်ကျော်ပြတ်တန်းတာမပြုလုပ်ဖို့သတိပေးထုတ်ပြန်ထားပါတယ်ရှင် ီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆမ်းပါရှင်